ကြခါတော့ကယူအတယောမှာဂရုံတယဲမကြီးတယောက်ဝင်းနှောက်ရှက်နေပါတယ်။တယဲမကြီးကဂရုံမကြီးပါ။ရွာမှာရှိတဲ့အမျိုးသမီးတွေသပင်ဖားလာတဲ့အိပ်ပီဆိုတာနဲ့သပင်တွေကိုလိုက်ညှပ်ပြစ်တတ်ပါတယ်။တယဲမဘဘလူးရဲ့မိမဆန်နူးကတော့သပင်တွေကိုဖီးနေပါတယ်။ခဏကြာမှသူ့ယောက်ျားဘဘလူးရောက်ရှိလာခဲ့ပြီးတော့ပြောပါတယ်။မိမအမေယူသွားပြီလားဒါဘာလုပ်နေရလဲ။ဘာကိစ္စနဲ့များအခုလိုသပင်ဖားလာခြင်းနဲ့ထိုင်နေရတာတော့ကွာ။ကျွာထဲမှာတယဲမကြီးရှောက်သွားနေတယ်ဆိုတော့ကိုမင်းမသိဘူးလား။ ။သပင်ဖောလာနဲ့မိမတွေကိုတွေးပြီးဆိုရင်သူကအယမ်းမနာလို့ဖြစ်တာ။ပြီးရင်အဲ့ဒီမိမတွေရဲ့သပင်တွေကိုသူလိုက်ပြီးတော့ဖျက်တတ်သေးရဲ့။ရှင်ကလည်းယူမြယူနေရလား။ကျမရှင်ရဲ့မိမပါနော်။ကျမမှာရှင်တယောက်ပဲရှိရာကျမရဲ့အလှပတွေကိုဘယ်သူကကြည့်မှာလဲ။ကျမသပင်ဘလောက်တောင်မှလှလဲကြည်စံကြည်စံ။ကျမသပင်အရှိကြီးကိုရှင်အတွက်ပဲဖျန့်ပြပေးနေရလေ။စပင်အရှိကြီးနဲ့လှပနေတဲ့မိမတယောက်ကစပင်အငြင်းနဲ့ထုံထားတယ်ဆိုတာရှင်မြင်ဘူးလို့လား ရွာတရွာလုံးမှာကျမတို့လှပတဲ့သဘင်အရှိကြီးဘယ်သူရှိမှရှိလဲပြောရွာတွေကမိန်းမတွေအားလုံးကကျမမနာလို့ဖြစ်နေကြတာအဲ့ဒါကြောင့်ဒီမဟုတ်မှန်တဲ့တဲ့တွေလိုက်လွှင့်နေရဖြစ်မှာပေါ့တရေမယူရီစုံမယူရီအကြောင်းတော့လာပြောမနေနဲ့သူရောက်လာတဲ့အခါကျရင်တော့ကျမကြည့်ချက်လုံးမယ်အပိုတွေလာပြောနေရအတိတ်ပဲမရှိဘူးမင်းရဲ့စကားပြောနေရတာကကအပိုပါပဲကွာဒီမှာငါမင်းကိုအခုပြောနေရဆိုတာကမင်းကောင်းဖို့အတွက်ပြောနေရနော်ကျန်တာကတော့မင်းရဲ့သဘောတိုင်းပဲလေ နောက်မှအလုံးရှိသေးတယ်ငါသွားတော့မယ်ပြောပြီးနောက်မှတော့ဘဘလူးလည်းချောက်ခွာသွားပါရီစန်နိုးကတော့သူ့ရဲ့အခန်းထဲမှာသပင်ဖာလာကြီးချပြီးအိမ်နေခဲ့ရပေါ့သူမသပင်အရှေကြီးကိုဖာလာချထားတဲ့အတော့တရေမကြီးရောက်လာပါရီဒီမိမမကြမရသပင်ဖာလာချပြီးအိမ်နေတယ်သူတော်တော်လေးကိုတတ်သိရှိပါလားငါသူ့ရဲ့သပင်ဖျက်ပြစ်မယ်သူလဲငါတို့ကဒုံမကြီးဖြစ်သွားလိမ့်မယ်သူရွာထဲမှာအခုလိုကဒုံမကြီးပုံစံအတိုင်းရှောက်သွားနေရလိမ့်မယ်ဒီလိုနဲ့စောမကြီးကစန်နူရဲ့စပင်တွေကိုရိုက်သွားခဲ့ပါတယ် နောင်နေမနဲ့ဆန်လို့အိယာကနိုးလာတဲ့အခါမှာတော့ကတုံးပြောင်းသွားခဲ့ပါပြီ။သူမဒါရီကိုမသိဘဲနဲ့ရွာမှာရေသွားဆင်းခတ်ပါရယ်။သူမမနာလို့ဖြစ်နေရဲ့အမျိုးသမီးတွေသူ့ကိုကြည့်ပြီးရောရှီမောကြပါတော့ရယ်။ဘလို့ဖြစ်တာလဲအမရဲ့အမယောက်ျားအမရဲ့စပင်တွေကိုရှိတ်သွားတာလား။အမတို့တခုံးမချံပြန်ပြောနေလို့အခုလိုလှုပ်သွားတာဖြစ်လိမ့်မယ်နော်။ဟုတ်တယ်ဟုတ်တယ်နေရတကယ်အရန်စကားများတာဆိုတော့နေယောက်ျားနဲ့ကိုတီးမခတ်နိုင်လို့ဒီလိုလှုပ်သွားတာပဲဖြစ်ရမယ်။သူရဲ့စပောက်ကြောင်းခဲ့ရတဲ့အခါမှာရွာမှာရှိတဲ့တခြားအမျိုးသမီးတွေအားလုံးကလည်းရှီမောလောက်ပြောင်းခဲ့ကြပါရယ်။နေရကအရန်မနာလို့ဖြစ်တာပဲနော်။ အေးလေမနာလို့ဖြစ်မှာပေါ့ငါရော်မှာအလှဆုံးတဲကတယောက်ပဲငါရဲ့စပင်အရှိအကြီးကအရန်လာနေရောနေငေါမနာလို့ဖြစ်တာစမ်းတော့လည်းမစမ်းပါဘူးပြောင်းပြီးတော့မှတော့ဆန်နိုးကလည်းသူ့ရဲ့ကောင်းကိုဂိုင်းကြည့်ခဲ့တဲ့အခါမှာတော့စပင်တပင်တော့မရှိပဲကတုံးပြောင်ကြီးဖြစ်နေပါတယ်ဒုက္ခပဲငါရဲ့စပင်တွေဘယ်ရောက်သွားတာလဲငါရဲ့စပင်တပင်မှမရှိတော့ဘူးဘယ်သူကငါရဲ့စပင်တွေကိုရိုက်သွားတာလဲငါရဲ့စပင်ငါရဲ့စပင်ငါရဲ့စပင်တွေဆန်နိုးလည်းစိတ်ပြတ်စွာနဲ့ငိုပြီးထွက်ခွာသွားခဲ့ပါတယ်ဘဘလူးအင်ကိုပြန်လာတဲ့အခါမှာတော့သူ့ရဲ့မိန်းမငိုယိုနေရကိုတွေးရောမေးပါတယ်နာမည်ကိုပထမရေကပြောတာပဲ ။စပင်ဖားလိုက်နဲ့မနေပါနဲ့ဆိုရင်မမင်းမနေရညတော့ကစပင်ဖားလိုက်နဲ့အိတ်တယ်မလား။အားရကြောင့်တရင်မကြီးရောက်လာပြီးမင်းရဲ့စပင်ကိုရိုက်သွားတာ။အခုမင်းလည်းတရင်မကြီးနဲ့တုံနေပြီးတဲ့ချောက်စီကကောင်းတာပဲ။ရှင့်လိုရောက်ကြောင်းရတာကျမတော်ကန်ဆိုးတာပဲ။မိမကတုံးမဖြစ်သွားတဲ့ကိစ္စကိုရှင်ကဝမ်းမနေပဲနဲ့ပြောနေရဟုတ်လားရှင်ကတော့ပုံစကားတွေလာပြောနေတော့ရောမနောက်တစ်ညရှိလာခဲ့တော့နောက်ထပ်အမျိုးသမီးတယောက်စပင်ဖားလာချပြီးအိပ်ပါတယ်။သူမလည်းစပင်သိမ်းရမယ်ဆိုတာကိုမေ့သွားလို့ပါ အဲဒီမှာလည်းတရံမကြီးရောက်ရှိလာခဲ့ပြီးသူမစပင်ချထားတာကိုတွေ့သွားပါတယ်။ဒီရွာမှာရှိတဲ့လူတွေအကုန်လုံးကတုံးဖြစ်ချင်နေတဲ့သူတွေ။ကောင်းပါလေ။ငါ့ကိုကြည့်လိုက်ရင်လူတွေကကြက်ဥပြုတ်ကြီးဆိုပြီးတော့စားနောက်ကြတယ်။တို့အားလုံးလည်းကြက်ဥပြုတ်တွေဖြစ်သွားနိုင်မယ်။ပြောပြီးနောက်မှာတော့တရံမကြီးကလည်းအမျိုးသမီးရဲ့စပင်တွေကိုရိပ်ပစ်ခဲ့ပါတယ်။ဒီအချိန်ရွာသူအမျိုးသမီးချက်ချင်းနှောထလာခဲ့ပြီးတရံမကြီးအနောက်ကိုလိုက်ပါတယ်။ကျမရဲ့စပင်ပြန်ပေး။ တရဲမကြီးကပြေးနေရင်းနဲ့ပဲရုတ်တရက်တနင်္လာရောက်တော့ပျောက်ွယ်သွားပါတယ်ကျမရဲ့စပင်ကိုဘာလို့ယူသွားတာလဲကျမရဲ့စပင်ကိုပြန်ပေးလေကျမရဲ့စပင်ကိုယူသွားလိုက်ပြီကျမမစပင်မရှိတော့ဘူးကျမအောင်ဘာဖြစ်လို့အခုလိုကတုံးမကြီးဖြစ်သွားအောင်လုပ်ရတာလဲဒီတရဲမကြီးကိုဖမ်းဆီးပေးကြပါအောင်ဖမ်းကြပါအောင်ကျမရဲ့စပင်ကိုဖျက်ပြီးတော့ယူသွားတယ်ကျမကတုံးဖြစ်သွားပြီရှင်အိုဖရရဲ့ကဲပါအောင်ရှင်ကျမဒီပုံစံနဲ့ဘလို့ဤနေရမှာလဲတဖက်မှာအမျိုးသမီးဖျောက်သွားတဲ့အကြောင်းတယောက်ကြားကလည်းရွာမလိုက်ရှာပါတယ်ရွာသူရွာသားတွေကိုခေါ်ပြီးတော့ဒုလဲဒီကိစ္စပြောပြပါတယ် ဘာဖြစ်တာလဲညရီမိုးချုပ်ဘာဖြစ်လို့ငါတို့လာခေါ်တာလဲဘော်ရင်မြအဲ့လောက်တောင်စူညာပူညာနဲ့អော်နေရလဲဘာကိစ္စလဲပြောဒီအချိန်မှာယောက်ျားဖြစ်သူကငိုဘဲငိုနေခဲ့ပါတယ်မသိဘူးငါရဲ့မိမပျောက်သွားလို့ဘယ်သွားလိုက်တာလဲမသိပါဘူးကွာညရီမိုးချုပ်သူဘယ်ဥမသွားတတ်တာမဟုတ်ဘူးဒါပြောရွှင်စရာကောင်းတဲ့ကိစ္စခမရပြောနေရမှာဝမ်းနေနေသေးတယ်ကျွန်တော်ရဲ့မိမသာပျောက်သွားရင်ကျွန်တော်အယံဝမ်းတာမှာခမရရဲ့မိမအခုလိုပျောက်သွားတော့ခမရဘလောက်တောင်မှလွတ်လပ်သွားလဲကျွန်တော်ကတော့လေမိမပျောက်သွားပါစေဆိုပြီးတော့ဆုတောင်းနေရပါဗျဒါမှလည်းကျွန်တော်လွတ်လွတ်လပ်လပ်နေလို့ရမှာ ခဏကြာမှစံနှုန်းရောက်လာပါတယ်။ရှင်ကတော့ကျမလက်ထဲအရိုက်ခံနေပြီနဲ့တူတယ်။တော်တော်လွတ်လပ်ချင်တယ်ဟုတ်လား။သူများမိမပြောက်သွားလို့သူများငိုနေအောင်ရှင်ကဒုက္ခသွားပေးနေသေးတယ်။ပေါက်ကရလေးဆက်စကားတွေပြောမနေနဲ့တော့ဘလို့ကူညီပေးလို့ရလဲမင်း။ရွာသူရွာသားတွေဘာမှမလုပ်ခင်မှာပဲအမျိုးသမီးပြန်လာပါတယ်။ရှူသွားပြီရှင်ရှူသွားပြီရှူသွားပြီ။တယဲမကြီးရောက်လာပြီကျမရဲ့စပယ်တွေကိုယူသွားတယ်။ဟောနေရလဲ။နေလဲငါလိုမျိုးကရုံးမကြီးဖြစ်သွားပြီပေါ့။အခုဆိုလို့ရှင်တော့အဖို့ရတာပေါ့ကောင်းပါရဲ့ဟဲ့။စံနှုန်းကိုတွေးခဲ့ရတဲ့အခါမှာသူမလည်းနောက်ကျရသွားပါတယ်။ ကျွန်မတောင်းပန်ပါတယ်ကျွန်မအခွင့်လောက်ပါရှင်ကျွန်မအမောက်အများကြီးလောင်ခဲ့မိရဲ့အဲဒါကြောင့်လဲကျွန်မအခုလိုမျိုးဝှက်လဲသွားတာဖြစ်နေမယ်နော်ရပါတယ်ဂိတ်စမရှိဘူးဒါပေမဲ့အဲ့ဒီတေးရမကြီးကိုငါတို့ဒီအတိုင်းလွတ်ထားလို့တော့မရတော့ဘူးတခုခုလုံးမကိုဖြစ်တော့မယ်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒါကတေးရမကြီးနော်မင်းကသူ့ဘာလုံးနိုင်မှာမို့လို့လဲသူ့ကိုတော့မင်းဘယ်တော့မှရှင်းပြနိုင်မှာမဟုတ်ဘူးကျွန်မတို့အဲ့ဒီတေးရမကြီးကိုကျင်းသေးပါတင်ငန်းစာပေးမှာပေါ့နောက်နေ့မှတငယ်ချင်းနှစ်ယောက်သားရောမထိုင်းစကားပြောနေကြပါလေခဏကြာမှရွာကသူတွေရောက်ရှိလာပါလေသူတို့နှစ်ယောက်ကိုလာပြောကြပါလေ မင်းတို့ဆိုင်ညစ်နေကြပါနဲ့ညီမလေးတို့ရဲ့ငါတို့အားလုံးတရမကြီးကိုဖမ်းပေးမယ်ဒါပေမဲ့တို့နှစ်ယောက်ပဲသူကမှပြန်မပြောဘဲနဲ့ထွက်သွားခဲ့ကြပါလေတို့နှစ်ယောက်ဘာဖြစ်သွားကြတာလဲငါတို့ပြောတဲ့ဇာတ်ရဲမှာတခုခုအမောက်ပါသွားလို့လားကြီးအရာတို့နှစ်ယောက်ယူများယူသွားကြတာလားမသိဘူးနော်တို့နှစ်ယောက်ကကတုံးဖြစ်သွားတာနဲ့ရုပ်ကတော်တော်လေးဆင်လာတယ်လို့မျိုးပဲအရင်နဲ့ရွာသူရွာသားတွေအားလုံးကိုစီအိမ်မအိမ်မကြနေတဲ့အချိန်တရမကြီးရဲ့အတန်းကိုထပ်ပြီးကြားခဲ့ရပါလေရွာမှာရှိတဲ့အမျိုးသမီးတွေအကုန်လုံးကတုံးပြောင်းတွေဖြစ်ကုန်ကြပြီတယောက်မှစပင်မရှိတော့ဘူး တို့အကြည့်စားအတော်လေးပြပြချွှင်ပဲအိပ်ပျော်နေသေးရဲ့တတော်အပူမရှိတဲ့သူတို့တော့ငါကုချက်ချင်းနှုံးမဖြစ်မဲထစားပါရှင်ဘယ်အချိန်ထိအိပ်နေမှာလဲထထထအဲ့တော့မမထတဲ့အခါမှာတော့တယောက်ကြောက်ကိုစောက်ကန်ပြီးတော့နှိုးလိုက်ပါတယ်ဘဘလူးကလည်းကြောက်ကြောက်လလန်နဲ့နှိုးလာပါတယ်ဘသူလဲဘသူလဲဘာဖြစ်တာလဲပါလဲတရဲလာတရဲမကြီးရောက်လာပြီလားတရဲမကြီးကိုဖမ်းလိုက်ပြီလားဖမ်းမိသွားပြီလားကဲပါအောင်ကဲပါအောင်ငေါ့ကဲပါအောင်ကဲကြောက်ပါအောင်ဟဲ့ဘာရီရှောက်ော်နေရလဲဘာတရဲမကိုမှမဖမ်းမိဘူး နေရမိမတရောက်အောင်ကရုံပြောင်းနေအောင်နေအေးစိတ်အိပ်ပျော်သေးရဲ့ဟုတ်လားအခုလေတဲ့ရွာထဲမှာတရောက်អော်ရဲတောင်ကြားလိုက်တယ်သွားမယ်လားဒီလိုနဲ့လေမယားနှစ်ယောက်သာအပြင်ကိုထွက်လာခဲ့ကြပါရဲ့အပြင်မှာရွာသူရွာသားတွေအများကြီးစုဝေးနေခဲ့ကြပါရဲ့ကထုံးမတယောက်ကတော့အုံငုံနေခဲ့ပါရဲ့မရှိတော့ဘူးကျွန်မစပိန်တွေမရှိတော့ဘူးတရဲမကြီးရောက်လာပြီကျွန်မရဲ့စပိန်တွေကိုဖျက်ယူသွားတယ်ကျွန်မရဲ့စပိန်တွေမရှိတော့ဘူးရှင်ကျွန်မကထုံးဖြစ်သွားပြီကျွန်မကထုံးမဖြစ်ချင်ပါဘူးဆိုနေမှာကျွန်မကဲကြပါအောင်ကျွန်မကထုံးဖြစ်သွားပြီကျွန်မရဲ့စပိန်ကျွန်မရဲ့စပိန်ဒီအချိန်မှာနောက်ထပ်အမျိုးသမီးတယောက်ပြောပါရဲ့ ငုံမနေပါနဲ့ဖြစ်ဖို့ရှိလို့ဖြစ်သွားတာကျမတို့အားလုံးလည်းကတုံးတွေပဲလေအခုစပင်တွေထပ်ပေါက်လာမယ့်အချိန်ကိုစောင့်ရုံးပဲရှိတော့တယ်ဒါနဲ့ဒီတရေမကြီးကိုကျမတို့ကိုယ်တိုင်ဖမ်းမဖြစ်မယ်တိလားမဟုတ်ရင်ကျမတို့ရွာမှာရှိတဲ့အမျိုးသမီးတွေဘယ်တော့မှစပင်ပေါက်မှမဟုတ်တော့ဘူးကတုံးရွာဆိုပြီးနာမည်ကြီးလိုက်ဒုက္ခဒီအချိန်မှာပဲအမျိုးသမီးတယောက်ကအိမ်တိမ်နဲ့ဝင်သွားတာကိုတွေ့ခဲ့ရပါတယ်နောက်နေ့မှသူကလည်းအမျိုးသမီးရဲ့အိမ်ကိုသွားပါတယ်အမျိုးသမီးကတော့စပင်ဖားလာချထားတာပါ ဆန်နိုးကအမျိုးသမီးကိုပြောပါတယ်အမရေမနေ့ကတော့ကတရဲမကြီးကရွာမှာရှိတဲ့နောက်ထပ်အမျိုးသမီးတယောက်ရဲ့စပင်ကိုဖျက်သွားတယ်မသိပါဘူးကျမလည်းနေမကောင်းဖြစ်နေရတယ်အိမ်မှာပဲအနားယူနေရအပြင်ကိုတော့မထွက်ဖြစ်ဘူးအခုတလောရွာမှာပါရီဖြစ်နေလဲကျမလည်းနားမလဲတော့ဘူးဆန်နိုးကလည်းအမျိုးသမီးပြောတဲ့စကားကိုအံ့အားတင်သွားပါတယ်ဒါကြောင့်ကျမလည်းအိမ်ကျဲကထွက်လာလိုက်ပါတယ်ဒီအကြောင်းနဲ့တယောက်ကြောင့်ကိုတော့ပြောပြပါတယ်ဒီစကားကိုကြတော့ဘဘလူးကလည်းပြောပါတယ်ဟုတ်တယ်အဲ့ဒီအိမ်ကြီးချင်းအမကြီးအိမ်ပြင်မထွက်တာအတော်လေးကြာနေပြီ။သူနေမကောင်းဖြစ်နေရဖြစ်မှာပေါ့ ဒါပေမဲ့သူပေါ်ဖြစ်လို့ဒီလိုတွေဖြစ်နေရလဲဆိုတော့ကိုတော့ငါတို့တော့ကြည့်မှဖြစ်မယ်နဲ့တွေ့ရွာသားနည်းနည်းလောက်ဆူထားလိုက်မယ်လေညကြရင်တော့သူ့အိမ်ကိုတော့ကြမယ်ဒိစာတစ်ခုခုဆိုရင်လည်းရှင်းလင်းသွားတာပေါ့ဟုတ်ပြီလားညမို့ချုပ်သွားခဲ့တဲ့အခါမှာရွာသူရွာသားတွေဆိုပြီးအိမ်ကြီးချင်းအမျိုးသမီးရဲ့အိမ်ကိုတော့ဝင်ကြည့်ပါလေညမို့ချုပ်ကြီးအမျိုးသမီးရဲ့အိမ်တဲကထူးဆန်းတဲ့အတန်တွေကိုကြားရကြပါလေအတန်တွေကအယောင်ကြောက်စရာကောင်းလို့နေပါလေဒီအတန်တွေကိုကြားတော့ဟာဒုက္ခပဲဒါဆိုရင်ရွာမှာနေနေတဲ့တရဲမကြီးကသူ့ပေါ့ ကျွန်တော်တို့ရွာကိုဒုက္ခပေးနေတာတို့ပဲဒီအိမ်မှာပုံနေတာဖြစ်မယ်ကျွန်တော်တို့အထဲဝင်သွားကြည့်ရင်ကောင်းမလားကျွန်တော်တို့ခဏလေးဒီမှာစောင့်နေမှာဖြစ်မယ်ကျွန်တော်ကတော့ဒီမှာပဲစောင့်မယ်တရေနဲ့ပတ်သက်တဲ့ကိစ္စဆိုတော့ကျွန်တော်ကနည်းနည်းအသေးငယ်တော့ကြောက်တတ်တယ်ဗျဒီအချိန်မှာသူ့ရဲ့မိမပြောပါတယ်ရှင်ဒီလိုလုပ်လေကျမရဲ့အင်းကြီးအဝတ်အစားတွေကိုရှင်ဝဲလိုက်ကျမတို့ပဲဝင်သွားလိုက်မယ်ငါကြောက်ကောင်ယောက်ျားဖြစ်ပြီးကြောက်နေတယ်ရှင်သွားမလားမသွားဘူးလားအိမ်ပြန်ရင်ကျမအကြောင်းသိမယ်နော်အိမ်ပြန်သွားလို့ရှင်တော့ရှင်ကိုကျမလက်ထဲကနေဘယ်သူကဲမလဲဒီလိုနဲ့အားလုံးကလည်းဝင်သွားကြည့်ပါလေ အရင်နေရာမှာအင်းကြီးချင်းအမျိုးသမီးကတရေမကြီးပုံစံနဲ့ထိုင်နေပါရီနင်တို့အားလုံးနောက်ဆုံးတော့ငါရှိကိုရောက်လာကြပြီပေါ့နင်တို့တေချင်လို့ဒီကိုလာကြတာလားလားနင်တို့လေးယောက်လုံးငါရဲ့လိုအပ်ချက်တွေကိုတည်သွားပြီဆိုတော့အပြင်ကိုပေါက်မကြတော့အောင်နင်တို့နှုတ်ပိတ်မယ်ဘာလို့လျှောက်ပြောနေရလဲအများကကျွန်တော်ရဲ့အင်းကြီးချင်းအမျိုးသမီးကိုဘာလို့လိုက်ပြီလဲသူတနာပါရယ်ဗျာတနာမနေနဲ့အဲ့ဒါကငါကိုယ်တိုင်ပဲနင်တို့ရဲ့အင်းကြီးချင်းအမျိုးသမီးဆိုတော့ပထမတည်းကမရှိခဲ့ဘူးငါသူ့ကိုအဆုံးသတ်ပေးလိုက်တာတော်လေးကြပြီ ပြီးတော့နင်တို့နဲ့နေ့တိုင်းတွေ့နေတဲ့အိမ်ကြီးချင်းမျိုးသမီးကလည်းငါပဲငါတောင်းလို့အယူတွေဒါနဲ့ဘာဖြစ်လို့အဲ့ဒီအမကိုဆုံးသက်ပြလိုက်တာလဲ तू ဘာလို့လို့လဲတနာပါရဲ့ရှင်ဘာဖြစ်လို့အဆုံးသက်လိုက်လဲဆိုတော့ तू ကငါ့ရဲ့လှဝတ်ချက်တွေကိုတိသွားလို့လीငါကလူတွေရဲ့စပင်တွေကိုအသုံးပြုပြီးမော့အစွမ်းတွေရနေရဲဆိုတာကို तू တိသွားတယ်ဒီတော့ငါ့ရဲ့လှဝတ်ချက်တွေကိုတိရတဲ့သူတွေအကုန်လုံးငါနှုတ်ပိတ်ရတယ်ငါလူတွေရဲ့စပင်တွေကိုဖြတ်လေလေစွမ်းအားတွေကပိုပြီးကြီးလာလေပဲနောက်ထပ်စပင်တွေအများကြီးကိုဖြတ်ပြီးစွမ်းအားတွေအများကြီးရောက်ယူမယ်ဒီအချိန်မှာတရေမကြီးကြောက်ရမ်းတကြနဲ့အော်ဟဲလိုက်ပါတယ် သူမရဲ့စပယ်နေမိလောင်ကြွားနေပါတယ်ဘယ်သူကငါ့ရဲ့စပယ်ကိုဖြတ်တာလဲဘယ်သူလောက်တာလဲဘယ်သူလဲဒီမှာတရဲမကြီးခမရရဲ့စပယ်ကိုဖြတ်လိုက်တာကျွန်တော်ပဲကျွန်တော်ဖြတ်တာခမရကလည်းပြောတော့ခမရရဲ့စပယ်တွေကသာစွမ်းအားရရှိတာဆိုခမရစပယ်မရှိရင်ခမရလည်းမရှိတော့ဘူးအဲဒါကြောင့်ကျွန်တော်ဖြတ်လိုက်တာဘယ်လိုလဲခမရအခုအစင်မပြေရလားခဏကြာမှတရဲမကြီးလည်းလောင်ကျွမ်းပြကြဖြောက်ွယ်သွားပါတယ်ရောသူရသားတွေအားလုံးလည်းကတော်ဆုံးဝကြီးရဲ့လက်ထက်ကနေလို့မြောက်သွားခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတဲ့ရဲ့ပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။